ရှမ်းပြည်နယ်အရှေ့ပိုင်းတာချီလေးမြို့မှာတော့ဒီနှစ်2025ကုလကျော်အတွင်းရေကြီးတဲ့ဒဏ်ကိုဆယ်ကျင်းထက်မနည်းခံစားခဲ့ရတယ်လို့သိရပါဗျ။အောက်တိုဘာ၁ရက်မနက်ပိုင်းကမိုးမြလို့တောင်ကြီးဆင်းလာကြောင်းမဲဆိုင်ချောင်းရီမြင့်တက်ကရေကြီးရေရှည်မှုတွေထပ်မံဖြစ်ပွားနေတယ်လို့မြို့ကန်တွေစီကနေသိရပါဗျ။ဒါကြောင့်လက်ရှိချိန်ထိတောင်ပေါ်ရေကြတဲ့အခြေအနေပေါ်မူတည်ပြီးရေတက်ချက်ကိုခံစားနေရတယ်လို့ဒေသခံတွေကပြောပါဗျ။ ဒီနေ့မိုးဥကာလာဖြစ်တဲ့ဇွန်လကစလို့ရေကြီးရေရှမ်းမှုတွေတချီလိမ့်မှာဖြစ်ပေါ်နေခဲ့တာ၁၈ချိန်လောက်ထိရှိနေပြီလို့ပုံထုံးရက်ကွက်မှာနေထိုင်သူတူကပြောပါတယ်။ခုနလပိုင်းလောက်ကနေစပြီးတော့ဖြစ်လိုက်တာကြာ။ခုနလပိုင်းတော့အလောက်ကြီးမကြီးတာလေမပြူတာလေဒါပေမဲ့ရေတော့တက်နေတယ်ဒါပေမဲ့အလောက်မကြံခဲ့ဘူး။အဲဒီ၈လပိုင်း၉လမှဒီ၈လ၉လကြားတဲ့ဒီဥခဲလာလဲဝင်သွားပြီပေါ့နော်။ဟိုရှိတာ၁၈ချိန်လောက်ရှိသွားခဲ့ပြီရေကကြီးတက်သွားတာ။အဲဒီနေ့တော့မိုးကတော့အခုအခုတော့တာယာနေတာဗျ။ အခုတော့ตายရတယ်ဒါပေမဲ့ကျွန်တော်တချီလေးမိုးရွာကျွန်တော်မကြောက်ဘူးကျွန်တော်တချီလေးမြို့ပေါ်မှာမိုးရွာကျွန်တော်မကြောက်ဘူးအဲတောင်ပေါ်မိုးရွာပြီဆိုရင်သွားလိုက်ပြီအလားအခုဖြစ်တန်ကဒီတောင်ပေါ်မိုးကြောင်းမလို့မျောအဲရေစင်းနဲ့ပါလာတဲ့နုံးနေပေါ့ဗျာတောင်ပေါ်မှာဆိုလဲအဲ့ဒီဟိုမိုင်းတော့မိုင်းဆက်ပိုင်းနဲ့အဲ့ဘက်တီဗီမှာလဲဟိုပြောတော့ဟိုသူတို့ဟိုတတ်ထုတွေနေရှိတယ်နောက်ကျွန်တော်တို့ ဟိုဟာရှိတာပေါ့နော်အလုံးလုံးတဲ့ကွင်းမြေနေရှိတဲ့ခါကျအဲအဲ့ဒီငုံးတွေလည်းပါရင်လည်းပါလာတတ်တာပေါ့ဗျာရေလည်းတော်တော်ညံ့ညမ်းသွားခဲ့တယ်ဒီကျွန်တော်မဲဆိုင်ချောင်းရင်ဆိုရှင်မဲဆိုင်ချောင်းရင်မြင့်တက်လာတာနဲ့ချောင်းဘေးကရဲ့ရက်ွက်တွေဖြစ်တဲ့ပုံထွန်းဒါလော့မကာဝခန်စန်ဆိုင်မဲခေါင်စတဲ့မြင်းနှိမ်ပိုင်းနေရာတွေကတော့ရေကြီးတဲ့တံကိုအရင်ဆုံးခန်းစားရတယ်လို့ဒေသခံတွေကဆိုပါတယ်ရေကြီးပြီးတဲ့နားကိုရေပြန်ကြချိန်တင်ကြံခဲ့တဲ့နှုံးတွေကြောင့်လည်းအပြက်စီးတွေဖြစ်ပေါ်ရတယ်လို့အခက်အခဲလေးတွေ့စေတယ်လို့ဒေသခံတွေကဆိုပါတယ် ဒီဦးမချသေးတယ်ရေချန်သေးတယ်မြို့ထဲမှာဒီကျွန်တော် main line ကတောင်းတောင်းသွားလို့လာလို့အဆင်ပြေသေးဘူးဗျာဒီကဲနုံးတော့မှ format ကြည်ထားပြီးတက်လာအခြေကြီးဂရက်ကနုံးကဖိလို့တော့မပြီးသေးဘူးဘူးထပ်ပြစမှာရေကအဲ့လိုခဏခဏတက်တဲ့ခါကျတည်းဒီနုံးတွေကဖယ်လိုက်တင်လိုက်ဖယ်လိုက်တင်လိုက်ဖယ်လိုက်တင်လိုက်အဲ့လိုဖြစ်လာအခုရေးတင်ချန်တဲ့နေရာတွေချန်တယ်ချန်ပဲဆိုမှဒီကြားသွားတဲ့ရေရဲ့အတိုင်းအတာတစ်ခုပုံမှာလည်းနုံးဝချန်ခဲ့တဲ့ပုံမှာအဲ့နုံးတန့်ရှင်းပြန်လောက်ရတာကတရားရှင်းတဲ့အလုပ်ကမပြီးဘူးဖြစ်တယ်လीအ တချို့သူရှင်အိမ်ထဲမှာဝင်သွားလို့ရှိရင်ဟိုလုံးရေဘလောက်တက်လာတက်လာတဲ့ပုံမှာရေကအကေနားပီလောက်တက်လာလို့ရှိရင်လုံးဝတပီခွဲနှစ်ပီလောက်ကျန်နေခဲ့တာတချို့အိမ်တွေထဲမှာဆိုအဲအဲဒီစာကန်ဒီလိုအကုန်လုံးဝေါ်ဝေါ်နဲ့ပြန်ပြီးဆမာတီဂျီနဲ့လိုက်ပါသွားပြန်ပြီးစီကြောရတယ်ပြန်ပြီးလို့ရှိရင်ရေတန်းပြန်လောင်းရတာပါညာအဲ့ဒါလေးကအချိန်ကြီးပြည်သူတွေတော်တော်ခံစားရတာအဲ့ဒါလေးပဲဒီလိုရေကြီးမှုအချိန်ကြီးများပြားနေပေမဲ့ပြီးခဲ့တဲ့နှစ်ကထပ်မဆိုးရဘူးလို့ဒေသခံလူမှုကွန်ရီးအဖွဲ့တချို့စီကနေသိရပါဗျ စိုးရင်ရေမှတ်တဲ့59 59လမပဲကျန်တော့လေဥပိုလ်ချုပ်လမ်းမသွားလို့မရသေးတာအဲ့ဒီနှကားနှကောင်နားကတစ်ချက်ရယ်ပုံထွန်လမ်းတစ်ချက်ရယ်အဲ့ဒါပဲရှိတော့တယ်တချီလေးကတော့တည်တဲ့အချိန်မှာမနဲ့ရေတက်ရင်ညနေကျရင်ကျအဲ့လိုမနစ်ကလုံးမဖြစ်ဘူးခေးကမနစ်ကနဲ့စာရင်၃ပုံပုံ၃ပုံလောက်ပဲရှိရယ်မနစ်ကနှစ်ပုံလောက်နှစ်ပုံလောက်ကိုမနေ့ကမနစ်ကရေတက်တာအာ600 စင်တီမီတာ600ကျော်တယ်မနစ်ကဒီနှစ်တော့အာ900တောင်မပြည့်ဘူးပေါ့မဲဆိုင်ချောင်းရီဟာအောက်တိုဘာ၁ရက်နေ့ကထာချီလေးမြို့ရဲ့စိုးရင်ရီအမှတ်390အထက်တပီကန်ကျော်လွန်ခဲ့တယ်လို့စစ်ကောင်မရှင်မိုးစလားရဲ့ထုတ်ပြန်ချက်အရသိရပါဗျ။တောင်ပေါ်မှာမိုးများပြီးတောင်ကျရီကျလို့မဲဆိုင်ချောင်းရီမြင့်တက်နေတာဖြစ်ပြီးမြေခမ်းနီးနဲ့မြေနေပိုင်းနေထိုင်သူတွေအနေနဲ့နေ့စဉ်မိုးလေဝသအခြေအနေနဲ့တောင်ကျရီကိုမျက်ခြေမပြတ်စောင့်ကြည့်သတိပြုပြီးနေထိုင်နေကြရတယ်လို့လည်းဆိုပါတယ်။ အပူပိုင်းမုံတိုင်းဘူလိုင်းရဲ့အရှင်ကြောင့်မြန်မာနိုင်ငံအတွင်းတိုင်းနယ်ပြည်နယ်တချို့မှာနေရာကွက်ပြီးမိုးကြီးလို့ရေကြီးရေရှမ်းတာဖြစ်နေတဲ့အပြင်တောင်ကျရေတွေစီးဝင်လာတာကြောင့်အိမ်တွေပြိုကျပျက်စီးတာလူသေဆုံးတာတွေပါရှိခဲ့တယ်လို့သိရပါဗျာ။